ရီးမီးယားလိဖေဗူလာအတွက်တလားတာအကောင်းဆုံးများမင်္ဂလာပါခင်ဗျာဆော့ကာဟစ်စရီကနေကြိုဆိုပါရစေဒီဗီဒီယိုယူယူကနေကြည့်နေရဆိုရင် VPN လေးခံပြီးကြည့်ပေးကြပါဗီဒီယိုလေးမစခင်ကျွန်တော်တခုလောက်ပြောချင်ပါတယ်ဒီတတော့အကောက်ကသူတို့ဟာလို့လို့ကျွန်တော်တို့ဗီဒီယိုတွေကိုလိုဂိုတွေတခြားဟာတွေအကုန်ဖျက်တင်နေပါတယ်သွားပြောလိုက်ဆက်တင်နေပါတယ်ကျွန်တော်တို့ကိုအားပေးခြင်းရင် YouTube နဲ့ Facebook မှာအားပေးလို့ရပါတယ်။ TikTok လည်းဖွင့်ထားပေမဲ့တိတ်မသုံးပြသေးပါဘူး။ဖွင့်နေဆိုရင်ဖွင့်ထားတာပါ။ ဒီမှာကျွန်တော်တို့ရဲ့ Facebook page ရဲ့အောက်မှာဒီနေရာမှာကျွန်တော်တို့ TikTok ရဲ့ official link ချပေးထားပါဗျ။နောက်ကိုတင်နိုင်အောင်လဲစူးစမ်းပေးပါမယ်။ဒီ TikTok account ကတော့ပြောတာကို Soccer History ကလာပြောတယ်ဆိုတာကိုမယုံသလိုနဲ့စက်တင်နေပါဗျ။ဒါကြောင့်အခုလိုအသိပေးလိုက်တာပါ။စက်တင်နေ view တိုင်းမှာဒီအကြောင်းထည့်ပြောသွားမှာပါ။ Premier League က February လရဲ့တလတာအကောင်းဆုံးစီးရင်ထွက်လာခဲ့ပါပြီ February လတလတာအတွက်အကောင်းဆုံးကစားသမားအကောင်းဆုံးနီးပြအကောင်းဆုံးတွင်းကိုအကောင်းဆုံးကော်ဝယ်မှုတွေကိုထုတ်ပြန်လာခဲ့ပါတယ်ဒီလအတွက်စုရှင်တွေမှာစံချိန်တင်တဲ့သူတွေပါနေပါတယ် နာမည်ကျော်ကြီးလည်းပါနေပါတယ်2025ဖေဖော်ဝါရီလရဲ့ Premier League အကောင်းဆုံးကစားသမားဆာလာ Premier League Player of the Match ပြီးခဲ့တဲ့2025ဖေဖော်ဝါရီလအတွက် Premier League တလတာအကောင်းဆုံးကစားသမားဆု Premier League Player of the Man ကို Liverpool အသင်းရဲ့အီဂျစ်တိုက်စင်မှုဆာလာကစုခူးရရှိခဲ့ပြီးဒီဆုကိုသူ့ကစားသမားဘဝမှာ9ချိန်မြောက်စုခူးခဲ့တာဖြစ်ပါတယ်။ဒါမှ3ချိန်တခုဖြစ်ခဲ့ပါတယ်။ ဆာလာအနေနဲ့ပရီးမီးယားလိဂ်တလားအကောင်းဆုံးကစားသမားစုကိုအကြိမ်များစွာစုခူးသူအဖြစ်စံချိန်တင်ထားတယ်။မန်စီးတီးတက်စင်မူဟောင်းအကွဲရိုစပါတိုက်စင်မူဟောင်းဟာရီကိန်းတို့ရဲ့စုရည်အတွက်ကိုလိုင်းမိခဲ့ပြီးစုအများဆုံးရရှိသူအဖြစ်ထိပ်ဆုံးမှာပူးရဲရက်တည်နိုင်ခဲ့ပါတယ်။ဒုတိယနေရာမှာစတီဗင်ဂျာရ်နဲ့ခရစ်စတီယန်ရိုနယ်ဒိုကပူးရဲရက်တည်နေပြီးတတိယနေရာမှာဝင်းရိုနီနဲ့ဗန်ဗာစီက၅ကြိမ်စီပါလက်ရှိပရီးမီးယားလိဂ်ပြိုင်ပွဲမှာကစားနေတဲ့ကစားသမားတွေထဲမှာဆာလာကဒီစုကိုအများဆုံးရရှိသူအဖြစ်မှတ်တမ်းဝင်နေခဲ့တာဖြစ်ပြီးဒုတိယအများဆုံးရရှိသူတွေဖြစ်တဲ့ ယူနိုက်တက်က Bruno Fernandes Aston Villa မှာအငှားသွားကစားရတဲ့ Ruffo Tottenham က Son Heung-min Leicester က Jimmy Vardy အစရှိတဲ့ကစားသမားတွေထဲ၃ညင်အထိပိုရထားပါတယ်။ Salah က February လအတွက်ရခဲ့တဲ့ဆူမှာအသင်းပေါ် Savoslai Crystal Palace က Matida Everton က Bido Ryder က Yanguba တို့နဲ့ရှင်ပြိုင်ခဲ့ရတာပါ။ ဆာလာကလီဗာပူးအသင်းမှာ2019ခုနှစ်ကစတင်ကစားခဲ့ပြီးပရီးမီယာလိတလာတာအကောင်းဆုံးကစားသမားဆုကို2019နိုဝင်ဘာ2018ဖေဖော်ဝါရီ2018မတ်ချ2021အောက်တိုဘာ2023အောက်တိုဘာ2024နိုဝင်ဘာ2025ဖေဖော်ဝါရီလတွေမှာစုကူးခဲ့တာဖြစ်ပါတယ်။နောက်ပြီးပရီးမီယာလိကလာတာအကောင်းဆုံးကစားသမားဆုကိုအသင်းတွေအနေနဲ့ဆိုရင်လီဗာပူးကကစားသမား18ယောက်က36ကြိမ်ရယူထားပြီးအသင်းလိုက်ဆုရရှိမှုမှာဒုတိယနေရာမှာရပ်တည်နေပြီးပထမနေရာမှာတော့မန်ယူနိုက်တက်က48ကြိမ်နဲ့ရပ်တည်နေပါတယ်။ 2025ဖေဖော်ဝါရီလရဲ့ Premier League အကောင်းဆုံးနှီးပြ David Morrell Premier League Manager of the Match David Morrell လို့လည်းခေါ်ကြသလို David Moyes လို့လည်းခေါ်ကြပါတယ်အတန်တော်တွေကအရင်မကြည့်ပါဘူးခေါ်ခြင်းသလိုခေါ်ပါ David Moyes ကလည်းဖေဖော်ဝါရီလအတွက်တလတာအကောင်းဆုံး Manager ဆိုကိုလက်ခံပြီးမှစံချိန်တစ်ခုတင်ခဲ့ပါတယ်ဒါကတော့ Premier League မှာတလတာအကောင်းဆုံးဆုကိုအများဆုံးရထားတဲ့နှီးပြပါအလကားနောက်တာပါ Silas Dipena တို့ထားမလဲတကယ်ကလက်ရှိနှီးပြနေစေသူတွေအများဆုံးလို့ပြောတာပါ လက်ရှိနီးပြနေစဉ်နီးပြတွေလည်းဂွာရီယိုလာနဲ့အချိန်ရတူခဲ့ပြီးဆက်တကြိမ်စီတူညီခဲ့ပါတယ်။ပြီးခဲ့တဲ့2025ဖေဖော်ဝါရီလအတွက်ပရီးမီးယားလိတလတာအကောင်းဆုံးနီးပြစု Premier League Manager of the Match ကိုစုချင်းမြင်ခဲ့ရာ Everton အသင်းမှာတကြောပြန်နီးပြနေတဲ့ဝါရင်နီးပြ David Moyes ကစုခုခဲ့ပါတယ်။ David Moyes ဟာ2023 match လာမှာ Everton အသင်းကိုပထမအကြိမ်ကိုင်းတွင်စဉ်ဒီစုကို၁၀ကြိမ်မြောက်အဖြစ်နောက်ဆုံးစုခုခဲ့ပြီးအခု၁၂နှစ်အကြာမှာဒီစုကို၁၇ကြိမ်မြောက်အဖြစ်ပြန်ပြီးစုခုနိုင်ခဲ့တာပါ။ ထူးခြားတာတစ်ခုက David Moyes က Everton, Man United, Sunderland, West Ham အစရှိတဲ့ Premier League အသင်းပေါင်းများစွာကိုကင်တွယ်ခဲ့ပေမဲ့သူရခဲ့တဲ့လှလှသောအကောင်းဆုံး manager ဆုဆက်တဆုလုံးက Everton အသင်းထဲမှာပဲရခဲ့တာပဲဖြစ်နေတာပါ။ Chan ရဲ့အသင်းတွေမှာသူကဒီဆုကိုမရခဲ့ပါဘူး။ဒီဆုတော့ Moyes က Liverpool နီးပြ Arsenal, Fulham နီးပြ Marco Silva အပြင် Spurs နီးပြ Crystal Palace နီးပြတို့နဲ့ရှင်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။ ပရီးမီးယားလိပြိုင်ပွဲမှာပရီးမီးယားလိတလာတာအကောင်းဆုံးနီးပြစုကိုအချိန်ပေါင်းများစွာစုဖူးခဲ့သူကတော့မန်ယူနိုက်တက်ရဲ့နီးပြဟောင်းဆာအဲလက်စ်ပဲဖြစ်ပြီး28ချိန်စုဖူးခဲ့တာပါဆာအဲလက်စ်ရဲ့နောက်မှာအာဆင်နယ်အသင်းနီးပြဟောင်းအာဆင်ဝင်းကားက15ချိန်စုဖူးခဲ့ပြီးသူ့ရဲ့နောက်မှာတော့လက်ရှိမန်စီးတီးအသင်းနီးပြဂွာဒီယိုလာနဲ့ဒေးဗစ်မွိုင်းတို့က17ချိန်စီစုဖူးခဲ့တာဖြစ်ပါတယ်ဒါကြောင့်လက်ရှိပရီးမီးယားလိနီးပြတွေထဲမှာဂွာဒီယိုလာနဲ့ဒေးဗစ်မွိုင်းတို့ကဒီစုကိုအများဆုံးစုဖူးသူတွေဖြစ်ထိတ်ဆုံးကဦးဆောင်နေတာဖြစ်ပါတယ်သူတို့နှစ်ဦးနောက်မှာတော့ အာဆင်နယ်နီးပြအာဒီတာ9ကြိမ်နဲ့ Nottingham Forest အသင်းနီးပြ Nuno Santo 6ကြိမ်အဖြစ်ယက်တည်နေပါတယ်။ဒါကြောင့် manager စုကလည်းစံချိန်တစ်ခုဖြစ်ခဲ့ပါတယ်။2025 February ရဲ့ Premier League အကောင်းဆုံး goal goal of the match မီတိုမာ February ရဲ့ Premier League အကောင်းဆုံး goal ဖြစ်မီတိုမာ Chelsea နဲ့ပွဲမှာသွင်းယူခဲ့တဲ့ goal ကိုရွေးချယ်ခံခဲ့ရပါတယ်။ Chelsea အသင်းနဲ့ Brighton တို့ကစားခဲ့တဲ့ပွဲမှာမီတိုမာရဲ့လှပတဲ့ first touch နဲ့ သွင်းခဲ့တဲ့ဂိုးက goal of the match ကိုရရှိခဲ့ပါတယ်။ဒီပွဲမှာ Brighton က Chelsea ကို3ဂိုးဂိုးမရှိနဲ့နိုင်ခဲ့တဲ့ပွဲဖြစ်ပြီး Brighton ဂိုးသမားကန်တင်ပေးလိုက်တဲ့ဘောလုံးကို Mitoma က Chelsea ရဲ့လူကျွန်းထောင်ချောက်ကနေပြေးထွက်ဖို့ကြိုးစားခဲ့ပြီးဒါပေမဲ့ဘောလုံးကလေထဲမှာအချိန်ကြာနေတာကြောင့်သူ့စီဘောလုံးကြားတဲ့အချိန်ကနောက်ကျတာကြောင့် Chelsea နောက်ခံကစားသမားအနားကပ်လာတဲ့အတွက် Mitoma ကလှပတက်ရတဲ့ fast touch နဲ့ဘောလုံးကိုဆွဲထုတ်သွားခဲ့ပြီး Chelsea ဂိုးပေါက်ရဲ့ညာဘက်အောက်တောင်ကိုကန်သွင်းသွားခဲ့တာပါ ဒီလုံးမှာမီတိုမာရဲ့ကံကြက်ထက် မီတိုမာပြေးထွက်ဖို့နေရာယူဖို့ first step တွေက road the man ရဖို့ဖြစ်လာတာပါဒီအတွက်ကိုသမားကလည်း assistant ရသွားတာပါဒီကိုနဲ့ပတ်သက်ပြီးအဲ့ဒီပွဲပြီးမှာရုပ်သံဝေဖန်သူဖြစ်တဲ့ Carriga ကမီတိုမာရဲ့ first talk ကို Messi နဲ့ရှင်ပြိုင်ပြီးချီးကျူးမှုတွေအောင် လုပ်ခဲ့ပါသေးတယ် နောက်ပြီး Brighton နီးပြကိုယ်တိုင်ကလည်းကျွန်တော်ပိုင်ဆိုင်မှုတဲ့ကစားသမားတွေမှာကျွန်တော်နီးပြပွားတစ်လျှောက်လုံးပြန်ရှာကြည့်ရင်တော့ဒီလောက်ကောင်းတဲ့ fast step မျိုးကိုလုံးနိုင်တဲ့ကစားသမားမတွေ့ခဲ့ပါဘူး။ဒါကလုံးဝ special ပါပဲဆိုပြီးချီးကျူးခဲ့ပါတယ်။မီတိုမာကဒီစုအတွက် Liverpool ကစားသမား Salah ရဲ့ Bournemouth နဲ့ပွဲကအသွင်ကို Arsenal ကစားသမား Ethan ရဲ့ Man City နဲ့ပွဲကအသွင်ကို Everton ကစားသမား Tawaski ရဲ့ Liverpool နဲ့ပွဲကအသွင်ကို Wolf ကစားသမား Matthew နဲ့ပွဲကအသွင်ကို Crystal Palace ကစားသမား Mourinho ရဲ့ဖူဟန်နဲ့ပွဲကအသွင်ကို ကလိုင်ဗက်စ်ရဲ့ Brighton နဲ့ပွဲကတွင်ကိုတွေကိုရှင်ပြိုင်ပြီးဒီစုကိုရရှိခဲ့တာဖြစ်ပါတယ်။2025 January လရဲ့ Premier League အကောင်းဆုံးကာကွယ်မှု Say of the Match Keeper January လရဲ့ Premier League အကောင်းဆုံးကာကွယ်မှု Say of the Man ကိုဘုံမောက်အသင်းရဲ့ကိုသမား Keeper ကရရှိသွားတာပါ။ Keeper ကဒီစုအတွက် Liverpool ကိုသမား Alisson Becker, Arsenal ကိုသမား David Raya, Southampton ကိုသမား Randy Stone နဲ့ရှင်ပြိုင်ခဲ့ရတာပဲဖြစ်ပါတယ်။ Keeper က Wolf နဲ့တွေ့ခဲ့တဲ့ပွဲစဉ်မှာအဲ့ဒီပွဲမှာ Bomok က Wolf ကိုတကူကိုမရှိနဲ့ရှုံးခဲ့ပေမဲ့ဒီပွဲမှာ Wolf ဘက်ကကန်ကြပ်ကိုနှစ်ဆင့်ပုတ်ထုတ်ခဲ့တဲ့ Keeper ရဲ့ဂိုးပေါက်ကွယ်မှုက February လအတွက်အကောင်းဆုံးဂိုးပေါက်ကွယ်မှုအဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။ဒါက Bomok ကို Liverpool တို့နှစ်ဂိုးဂိုးမရှိနဲ့နိုင်တဲ့ပွဲကဂိုးရဲ့ဘယ်ဘက်အောင်အောင်ကိုလျှက်တစ်ပြက်ဝင်လာတဲ့ဘောလုံးကိုပုတ်ထုတ်ခဲ့တဲ့ဂိုးပေါက်ကွယ်မှု Arsenal Man City ကို9ဂိုးတကူနဲ့နိုင်ခဲ့တဲ့ပွဲက Arsenal ဂိုးသမား Rara ရဲ့ Man City ဘက်ကတောင်းကန်ဘောကနေကဗာရီယိုရဲ့အနီးကပ်တိုက်ချက်ကိုကာကွယ်မှု ဝက်ဆမ်ကိုဒမရဲ့ free kick ကိုကာဝယ်ခဲ့မှုတွေကိုကြော်လွန်မိဒီစုကိုရခဲ့တာပဲဖြစ်ပါတယ်။ဒါက favorite ရဲ့အကောင်းဆုံးဆုရှင်တွေပဲဖြစ်ပါတယ်။ဒီနေ့ video လေးကတော့ဒီလောက်ပါပဲ။ video လေးတင်ဆက်ပေးပြီဆိုတော့အခုကျွန်တော်လည်းပါနောက်ထပ်လေး video တွေ technical and live video ကိုတင်ဆက်ပေးတော့မှာဖြစ်လို့ page ကို like and share ခဲ့ပြီးကျွန်တော်တို့ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြပါအောင်ခင်ဗျာ။ comment မှာ YouTube link လေးချပေးထားပါတယ်။အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။